ရသခင်ယေရှုတော်ချီးမွမ်းပါれ။ကျောင်းနှုတ်ကပတ်တော်အဖြစ်အတူတူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဟေဘေဩဝါဒစာခန်းကြီး30အပိုင်းငယ်38မှ39ဖြောင်းမှတ်တော်သူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်။သို့တော်လည်းရွေ့လျော့လျင်ငါစိတ်ဝိညာဉ်သည်ထိုသူကို အာရနှစ်သက်ခြင်းမရှိဟုဖျားသခင်အမိန်တော်ရှိ၏။ငါတို့မူကားပျက်စီးခြင်းသို့ရောက်အံ့သောငါ ရွေးလျော်တော်သူမဟုတ်စိတ်ဝိညာဉ်သည်ကဲတင်ခြင်းသို့ရောက်အံ့သောငါယုံကြည်တော်သူဖြစ်ကြ၏ကျွန်တော်ဒီနောက်ဘက်တော်ကိုကြည့်တဲ့အခါမှာဘုရားသခင်ကိုယုံကြည်တဲ့ကျွန်တော်တို့ကဖြောင့်မတ်တော်သူတွေဖြစ်ပါတယ်အပြစ်ကနေခွင့်လွှတ်ခြင်းခံရပြီးတော့ဘုရားသခင်ရှေ့မှာအပြစ်ကင်းတော်သူဖြောင့်မတ်တော်သူဖြစ်တယ်သခင်ယုခွတ်တော်ဘုရားကကျွန်တော်တို့အပြစ်တွေအလဝါကတိုင်းမှာအသေးခံပေးတယ်သောငယ်မြတ်သောနေ့မှာသေခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်တယ် အဲမို့သခင်ရှုကကျွန်တော်အပြစ်တွေကိုယူသွားပြီဖယ်ရှားပြီးသွားပြီသေခြင်းကိုအောင်မြင်တဲ့ဖယားဖြစ်တယ်ဆိုတော့ကိုယုံကြည်တော်သူမြည်သူမဆိုအပြစ်ကနေလွတ်မြောက်ပြီးတော့အပြစ်ကင်းခြင်းအခွင့်ရပြီးတော့ဖြောင့်မတ်တော်သူဖြစ်တယ်အဲ့ဒီဖြောင့်မတ်တော်သူကအဲယုံကြည်ခြင်းအပြင်အသက်ရှင်ဖို့ဖြစ်ပါလေဖြောင့်မတ်တော်သူကယုံကြည်ခြင်းနဲ့နေ့စဉ်အသက်ရှင်ပြီးတော့ဖယားသခင်ကိုအားကိုးပြီးတော့နေ့စဉ်ရှောက်လန်းဖို့ဖြစ်ပါလေသို့တော်လေရွေးလျော်သွားရင် ဘုရားသခင်ကိုယုံကြည်ပြီးတော့အသက်ရှင်ရင်းနဲ့ဘဝအတ္တတာထဲမှာလက်လျှော့လိုက်မယ်စိတ်ပြတ်သွားမယ်ရွေးရော်သွားမယ်ဆိုရင်ဘုရားသခင်ကအဲ့ဒီလူကိုအာရနှစ်သက်ခြင်းမရှိဘူးလို့မိန့်တော်မူပါတယ်။ဒါကြောင့်မို့ကျွန်တော်ကဖြစ်စည်းခြင်းတို့ရောက်အံ့သောကရွေးရော်သောသူမဖြစ်စေဘဲနဲ့ကယ်တင်ခြင်းတို့ရောက်အံ့သောကယုံကြည်သောသူဖြစ်ပါစေ။ ယုံကြည်သောသူဖြစ်မယ်နေ့ရက်စဉ်တိုင်းမှာယုံကြည်ခြင်းနဲ့ဖခင်သခင်စကားကိုနားထောင်ပြီးတော့သင်ကအဆုံးထိရှောက်လန်းမယ်ဆိုရင်တော့ဖခင်ပြည့်စင်ထားတဲ့ကယ်တင်ခြင်းကောင်းချီးမင်္ဂလာညီသက်ဝမ်းမြောက်ခြင်းတွေကိုခံစားမှာဖြစ်ပါတယ်။ဒါကြောင့်ဖခင်ကကျွန်တော်ရဲ့ဘဝအတ္တကိုစိတ်မပြတ်စေခြင်းစိတ်ဓာတ်မကျစေခြင်းမရွေ့လျော့စေခြင်းဘူးဆိုတော့ဒီသမားကျမ်းစာအဖြစ်သိရပါတယ်။ဒါကြောင့်မို့ကျွန်တော်ဘဝအတ္တထဲမှာဘလို့အခက်ခဲတွေကြုံကြုံဘလို့စိတ်ပြတ်စရာတွေကြုံကြုံဘရောမှာစိတ်ဓာတ်မကျနဲ့လက်မလျှော့လိုက်နဲ့ ဘုရားသခင်ထားတဲ့ပန်းတော်နိုင်ကိုရောက်ချင်းကအာမလျှော့ပဲနဲ့ပြေးဖို့ဖြစ်ပါတယ်။အာဗြဟံကိုဘုရားသခင်ကတူတီတော်သားဖြစ်တဲ့အသက်တရာမှရတဲ့သားဖြစ်တဲ့သူအင်မတန်မှချစ်ရတဲ့ဣဇက်ကိုသူပြလက်တန်းနဲ့တောင်ပေါ်မှာသွားပြီးတော့ပူဇော်ဖို့ဘုရားသခင်စွေခိုင်းတဲ့ခါမှာအာဗြဟံကဘုရားသခင်ကိုယုံကြည်တယ်။ဘုရားသခင်ကဘာကြောင့်ဒီလိုခိုင်းလဲဆိုတော့သူနားမလဲဘူး။သူပဲပေးတယ်သူပဲပြန်ပြီးတော့ဒီဣဇက်ကိုပြန်ပူဇော်ခိုင်းတယ်။ အဲ့ဒီဘုရားသခင်ပြတဲ့နေရာကိုသွားတဲ့ခါမှာတဲ့၃ရက်ခရီးသွားရတယ်၃ရက်ခရီးသွားတဲ့အချိန်မှာအာဗရန်စိတ်ထဲမှာတော်တော်လေးကိုယဉ်လေးနေမှာဖြစ်ပါတယ်သူ့ရဲ့သားကိုသူကိုယ်တိုင်ပြန်တက်ပြီးတော့ပူဇော်ရမယ်ဘုရားသခင်ဘာကြောင့်ခိုင်းလဲဆိုတာလဲ तू မသိပါဘူးဘုရားသခင်ဘာလုပ်တာလဲဆိုတာလဲ तू နားမလဲပါဘူးတို့ရတွင် तू ကဘုရားသခင်စကားကိုနားထောင်ပြီးတော့ဘုရားသခင်အကောင်းဆုံးပြည့်စုံမှာဖြစ်တယ်။နားမလဲတော့ညာလဲ तू ကနားထောင်ခြင်းကိုရွေးချယ်ပြီးတော့ဘုရားကိုယုံကြည်ခြင်းနဲ့ तू ဘုရားသခင်ပြတဲ့တောင်းကို तू သွားခဲ့တယ် အဆုံးထိကိုသူသွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဘုရားသခင်ပြောတဲ့တောင်ကြီးရောက်တဲ့အခါမှာငေသားနှစ်ယောက်ကိုထားခဲ့တယ်။ဟိုးတောင်ပေါ်တက်သွားတယ်။အံဩစရာကောင်းတဲ့ယောက်ကဘုရားသခင်ကတောင်ပေါ်မှာသိုးတကောင်ကိုပြင်ဆင်ထားတယ်။အဲ့ဒါကသူ့ရဲ့သားကိုစားဖြစ်ပါတယ်။သူ့သားကိုသူတတ်မယ်လို့လုပ်တဲ့အခါမှာဘုရားသခင်ကလူလင်ကိုမထိခိုက်နဲ့။အာဗြဟံမင်းကတောင်းတဲ့ယောက်မငင်းဘူး။ဒါကြောင့်မင်းကအစင်ကောင်းကြီးပေးမယ်။အနောက်မှာခြုံပုံးမှာသိုးကလေးတကောင်ရှိတယ်။အဲ့ဒီသိုးကို ဣဇက်ကိုသာပူဇော်လိုက်ပါလို့ဘုရားသခင်ကစေခိုင်းခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုကြည့်ခြင်းအပြင်ဘုရားသခင်ကဣဇက်ကိုပူဇော်ဖို့တောင်းဆိုတဲ့အခါမှာဟိုးတောင်ပေါ်မှာသူ့ကိုပြင်ဆင်ပေးသားဖြစ်တယ်။ဘုရားကတောင်ပေါ်မှာပြင်ဆင်ပေးသားပါ။ဒါပေမဲ့အာဗြဟံအဆုံးထိသွားမှအဲ့ဒီဘုရားပြင်ဆင်ထားတဲ့သူ့ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားသက်တာထဲမှာလည်းဘုရားသခင်စေခိုင်းတဲ့အတိုင်းအဆုံးထိလှုပ်ဆောင်တော့မှဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ကျောင်းသမားကျန်းစာထဲမှာမောရှိဦးဆောင်ခြင်းအားဖြင့်ဣသရေလလူမျိုးတွေကိုကျုံခံရဧဂုတုပြည်ကနေကယ်ထုတ်ပြီးတော့ခါနန်ပြည်ကိုဖျားသခင်ကပို့ဆောင်ပါတယ်။တို့ရတွင်သူတို့ကစိတ်တကြစိတ်ပြတ်ပြီးတော့အဲဒီခါနန်ပြည်ကိုသွားစူးစမ်းတဲ့အခါမှာအင်မတန်မှခန္ဓာကိုကြီးမားတဲ့အာနာဂလူမျိုးတွေတွေ့တဲ့အခါမှာသူတို့ကပြန်လဲမယ်စိတ်တကြသွားတယ်စိတ်ပြတ်သွားတယ်ယုံကြည်ခြင်းကင်းမဲ့သွားတဲ့အခါမှာသူတို့တော်ထဲမှာပျက်စီးဆုံးရှုံးသွားတယ်အသက်20ယောက်ကလေးတွေရဲ့အသက်တော်တော်ထဲမှာမွေးတဲ့မျိုးဆက်တွေရဲ့ ယောရှုနဲ့ကာလတ်ကလည်းခါနန်ပြည်ကိုဝင်စားဖို့ဖခင်ကပြင်ဆင်ခဲ့ပါတယ်။ခါနန်ပြည်ကိုဝင်တဲ့အခါမှာလည်းယေရီခေါမြို့ကြီးကခံနေတယ်။အဲဒီယေရီခေါမြို့ကိုတရက်မှတစ်ချိန်ပတ်ရမယ်။ခုနှစ်ရက်ပတ်ကမယ်။ခုနှစ်ရက်မြောက်တဲ့နေ့နောက်ဆုံးနေ့မှာတော့ခုနှစ်ပတ်ပတ်ရမယ်လို့ဖခင်ကစေခိုင်းပါတယ်။ယေရီခေါမြို့ကိုတပတ်ပတ်တဲ့အခါမှာယေရီခေါမြို့ကြီးကမအဲ့လာပါဘူး။မပြိုကျပါဘူး။နှစ်ရက်ပတ်တဲ့အခါမှာလည်းမပြိုကျပါဘူး။သုံးရက်မြောက်တဲ့နေ့မှာလည်းဘာမှထူးခြားမှုမရှိပါဘူး။ လေးရမြောက်တဲ့နေ့မှာလည်းပုံမှန်အတိုင်းပဲဖြစ်တယ်။ငါးရမြောက်တဲ့နေ့မှာလည်းယေရီခေါမျိုးကြီးကဘာမှထူချောင်မှုအရေးအောင်မတွေ့ရပါဘူး။ဒီတရားလူမျိုးတွေကစိတ်သက်သာစိတ်ပျက်ပြီးတော့ဆက်မပတ်တော့ဘူးဆိုရင်တော့ဖခင်ရဲ့နမိတ်လက္ခဏာကိုမြင်တွေ့ရမှာမဟုတ်ပါဘူး။၆ရမြောက်နေ့ဆက်ပတ်တယ်။ခုနှစ်ရမြောက်တဲ့နေ့မှာတော့ခုနှစ်ပတ်ပတ်တယ်။ခုနှစ်ပတ်ပတ်ပြီးတော့ကျွေးချော်တဲ့အခါမှာတော့အင်မတန်မှခိုင်မာတဲ့ယေရီခေါမျိုးကြီးက ပြိုကျခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်ဖခင်ခိုင်းတဲ့အတိုင်းခုနှစ်ရတတိပတ်ဖို့ဖြစ်တယ်။ခုနှစ်ရမြောက်တဲ့နေ့မှာတော့ ခုနှစ်ပတ်ပတ်တဲ့အခါမှာအဆုံးထိဖះပြောတဲ့အတိုင်းလိုက်လျှောက်တဲ့အခါမှာနမိတ်လက္ခဏာကိုမြင်တွေ့ခံစားခဲ့ရတယ်။ခါနန်ပြည်ကိုဝင်စားခွင့်ရတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ကျောင်းသမားကျန်းစာထဲမှာဗိုလ်ချုပ်နေမယ့်အကြောင်းကိုကြည့်ရင်လည်းထုံးဒီကောင်တွေ့ရပါတယ်။ရောဖွဲ့ကြီးအေလီရှေအားဖြင့်ယော်ဒန်မြစ်မှာခုနှစ်ကြိမ်ရေချိုးဖို့ရအတွက်ဖះသခင်ကစီခိုင်းခဲ့ပါတယ်။ဗိုလ်ချုပ်နေမကတိတ်ယုံကြည်လို့တော့မဟုတ်ပါဘူး။သူ့ရဲ့တပည့်တွေကတိုက်တွန်းတဲ့အခါမှာသူသွားချိုးတယ်။တစ်ကြိမ်ချိုးတဲ့အခါမှာဘာမှမထူးကြပါဘူး။နှစ်ကြိမ်လည်းမထူးကြဘူး။သုံးကြိမ်လည်းဘာမှမထူးကြဘူး။ လေးချိန်လည်းဘာမှမထူးကြောက်ဘူးနေမန်ကြီးသာစိတ်ပြတ်ပြီးတော့လေးချိန်မြောက်မှာပြန်လှည့်သွားမယ်ဆိုရင်တော့ကျင်းသေးတယ်နူနာယောဂပျောက်မှာမဟုတ်ပါဘူးဖះစကားက9ချိန်ချိုးပါဆိုတဲ့ကောင်မှာ9ချိန်ပြည့်မှပဲသူ့ရဲ့ယောဂပျောက်သွားတယ်ဆိုအကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်အဲကြောင့်မို့ချက်သုံးယောက်စီတိုင်းဖြောင်းမှတ်တော်သူကယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မယ်သို့တော်လေရွေးရော်သွားမယ်ဆိုရင်တော့ဖះသခင်ကအာရနှစ်သက်မှာမဟုတ်ပါဘူးကျွန်တော်တို့ကဘရောမှာစိတ်တည်းမကြနဲ့ဘရောမှာနောက်မဆုံးနဲ့ ဖယားသခင်ထားတဲ့ပန်းတိုင်ကို အဆုံးထိသွားလိုက်ပါအာဗြဟံကဖယားသခင်ပူဇော်ခိုင်းတဲ့နေရာတိအဆုံးထိသွားတဲ့အခါမှာဖယားသခင်ပြင်ဆင်ထားတဲ့သူ့ကိုတွေ့ခဲ့ရတယ်ယေရီခေါမြို့ကြီးကို9ရက်ပတ်ဖို့ဖယားသခင်စိတ်ခိုင်းတဲ့အခါမှာ9ရက်ပတ်တယ်9ရက်မြောက်တဲ့နေ့မှာ9ပတ်ဖတ်ဖို့ပြောတဲ့အခါမှာခုနှစ်ပတ်ပတ်တဲ့အခါမှာဖယားစကားတိုင်းလှုပ်ဆောင်တဲ့အခါမှာနမိတ်လက္ခဏာကိုတွေ့ခဲ့ရတယ်။ယော်ဒန်မြစ်မှာခုနှစ်ကြိမ်ရေချိုးဖို့နေမန်ကြီးကိုစေခိုင်းတဲ့အခါမှာ နေမန်ကခုနှစ်ကြိမ်ကြာမှာပဲနူနာယောဂပျောက်တယ်ဆိုတော့ကိုတွေ့ရပါတယ်။ဒါကြောင့်မို့အချိန်မတန်သေးဘဲနဲ့လက်လျှော့အရှုံးပေးတဲ့ကျွန်တော်နောက်ဆုတ်တဲ့အသက်တာမျိုးမဖြစ်စေဘဲနဲ့ဘုရားသခင်ကိုယုံကြည်ပြီးတော့အဆုံးအထိနာခံခြင်းနဲ့လက်လျှော့လိုက်ပါဖယောင်းသခင်ပေါ်မှာယုံကြည်ခြင်းကင်းမဲ့သွားပြီးတော့နောက်ကျောင်းပြန်လှည့်တဲ့ဣသရေလလူမျိုးတွေကတော့တိုးထဲမှာပျက်စီးဆုံးရှုံးသွားတယ်။ဒါကြောင့်မို့ချစ်တော်ညောင်းစီတိုင်း ဘုရားသခင်ဆွေခိုင်းတဲ့အတိုင်းအဆုံးထိလှုပ်ဆောင်ခြင်းအပြင်ကြီးစွာသောနမိတ်လက္ခဏာနဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရမယ်ဆိုတဲ့အကြောင်းကိုဝေငှပါပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။